Name Story Channel ကိုအားပေးနာဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Channel ကနေပြီးတော့ဒီနေ့မှပရိသတ်တို့အတွက်တင်ဆက်ပေးမယ့်ဇာတ်လမ်းကစာရေးသူအောင်တဝန်ရေးသားထားတဲ့လေလွင်တရေဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းကိုတော့ကျွန်တော်ရှိုင်းကတင်ဆက်ပေးသွားမှာပါဗျာဇာတ်လမ်းလေးမစောတင်ခင်မှာကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe မလုပ်ရသေးဘူးဆိုရင်တော့ Like and Subscribe နှိပ်ခဲ့ပြီးတော့ဇာတ်လမ်းသေးများစွာကိုမလွတ်တမ်းခံစားနာဆင်နိုင်မှုအတွက် ပရိသတ်တို့ကဘေးနားကနိုတီဘဲလေးကိုနှိပ်သွားကြားဖို့အကြံပြုရင်းနဲ့ဇလံလေးကိုစတင်လိုက်ပါပြီခင်ဗျာအချိန်ကတော့ညနေ9:00နာရီခွဲရှိပြီဖြစ်ပါတယ်ပြောင်းတော်လားမလို့နေမဝင်ကတဲ့ကမောင်ရင်တန်းလာပြီဖြစ်ပါတယ်အိမ်တန်းတတော်မိတ်ကြီးငယ်များရဲ့အတန်ကလေးစူညာစွာထွက်ပေါ်နေကြပါတယ်တေးခင်ကြီးတေးခင်ဘာရောကိုဘထုံးရဲ့အလံတရားနဲ့တကယ်ပဲဘာလဲပြောငါမေနေမကောင်းဆိုလို့အဲ့ဒါငါသွားကြည့်မလို့ကအဲ့ဒါလာပြောတာဟင် မောင်းတော့မောင်းတော့မယ်ရှင်ကအခုမှသွားမလို့လားတော့ငါလဲရွာတွေကမသိရင်ပြောမှာအခုမှတိရတာဟာငါသွားကြည့်အောင်မယ်ကွာတိတ်ပြီးတော့မကြပါဘူးဟာအင်းပါမြန်မြန်တော့ပြန်လာနော်ဒီကလည်းဆိုက်အောင်ကျမတို့သားမင်းနှစ်ယောက်တည်းရှိတာဒီနောက်ပတ်ဝန်းကျင်မှာကအရေးကြောင့်ဆိုអော်လို့တော့မှလာကူမဲ့သူမရှိဘူးအေးပါဟာငါသိပါတယ်တကယ်ပဲနေမလဲတွေးပူနေလိုက်တာပူရတယ်တော့ပူရတယ် နင်းနဲ့စကားပြောနေတာကိုအချိန်ကုန်လှပြီသွားပြီဟေးသွားပြီကိုဘထုံးကလည်းတုတ်ချေတင်ကောင်ရွာဘက်ကိုထွက်လာခဲ့တော့တယ်မသေးခင်ကလည်းမိဖို့ကြောင့်နေဝင်ကောင်ချက်လက်စဖြစ်နေတဲ့အမဲသားကိုဆက်ပြီးတော့ချက်နေလိုက်ပါရင်อืมကိုဘထုံးပြန်လာတဲ့အချိန်နဲ့အမဲသားနူးရနဲ့ကွက်တီပဲနေမယ်တလောင်းမှတခါတော့မှမစားနိုင်တဲ့အမဲသားမလို့တေးချာချက်မှာပဲဒါမှ၅ယောက်ကြာလေရှာလေသွားမှာ မသေးသေးကလည်းမဆလာမုတ်အနေငယ်ကိုအမေတော်ချက်တွေကိုထည့်လိုက်ပါရီမင်းရဲ့အနေငယ်ကြတော့မွေးကြိုင်ပြီးတော့စားချင်စရာကောင်းတဲ့အမေတော်ချက်ကိုချက်ပြီးသွားပြီဖြစ်ပါရီမသေးခင်ကလည်းအမေတော်အိုးအောင်မိဖို့ခွေမှချလိုက်ပါရီအိမ်တော်မှာတော့ဟင်းတဲ့ပကန်းတဲကိုအမေတော်ချက်များအောင်ဟင်းခက်စွန်ကြီးနဲ့တဝက်ခက်ခက်ထည့်လိုက်ပါရီဂျန်တဲ့တဝက်ကိုတော့စတီချိုင်အလွတ်ထဲထည့်အောင်ကြောင်ရင်တဲကိုထည့်ပြီးတော့တင်ထားလိုက်ပါရီဟဲ့ဖွေးစိန်ဘာလို့ အဲ့တလောက်တော့မှထိုးဟောင်းနေရလေဟဲ့အိမ်မတော်မွေထားတဲ့ဘွေးစိန်တို့ရဲ့ခွေးကလည်းအရှိကိုကြီးကထိုးဟောင်းနေတဲ့ဖြစ်မသေးခင်ကလည်းပျော်ပျော်စွစွအရှိကိုထွက်လာခဲ့ပါရဲ့ဟင်ဘာလို့များပါလဲဒီအချိန်ကြီးတကောင်မမတွေ့ဘူးတဲ့လူစိန်တယောက်ကလည်းသူတို့ရဲ့အိမ်ရှိကိုလာရက်ပြီးတော့ကြည့်နေတဲ့အတွက်မသေးခင်ကလည်းချန်ပီယံကိုထွက်လာလိုက်ပါရဲ့ဟုတ်ကဲ့ဟိုဘာလို့နဲ့တွေ့ချင်လို့များလဲရှင်ဟိုကျွန်တော်ကခီးသွားပါ တမန်းရွာကိုသွားရင်းနဲ့မောင်ရီပြောလာလို့ဆံမသွားဝင်ပေဖြစ်နေပါလေဖြစ်နိုင်ရင်ဟော်ရီကနှမအိမ်မှာတ냐တော့ဖြစ်ဖြစ်ဒဲခွင်ပြူပါလို့ခွင်တောင်းပေးရစီဟိုလေအဲ့ဒါကြတော့ဟိုဟိုသေးခင်ဘာဖြစ်နေရလဲအော်ကိုဘတော်ပြန်လာပြီလားအေးပြန်လာပြီဒါနဲ့ဒီလူဟာဟုတ်ကဲ့ကျွန်တော်ခီးသွားပါတမာတန်းရွာကိုသွားရင်းနဲ့လမ်းမှာမောင်လာလို့ဆံမသွားဝင်ပေဖြစ်နေပါလေ ။အဲ့တော့ဖြစ်နိုင်ရင်နောင်ကြီးတို့အိမ်မှာတညာရေတဲခွင်ပြူပါလို့ခွင်တောင်းတာပါ။ဩတမာတိုင်းရွာကိုသွားမှာကိုရွာကိုရောက်ဖို့ကအဝေးကြီးလိုသေးတယ်ဗျ။အိမ်မှာလေတညာတလေဆိုတော့လေခွင်ပြူရတာပေါ့ဗျာ။ဒါပေမဲ့ကျုံးတို့အိမ်ကခမရမြင်တဲ့အတိုင်းစောစောပြပြပါပဲ။ခမရအစီပြေရင်တဲပေါ့ဗျာ။ဟာရပါလေရ။အိမ်ဘလောက်စောစောကျွန်တော်ကနေနိုင်ပါလေဗျ။အခုလိုတဲခွင်ပြူတော်ကိုပဲဂျေဆုတန်လှပါပြီ။ကဲကဲကဲဒါဖြစ်ရင်လေအိမ်ထဲကိုဝင်ပါဦးမြာ ကောင်းပါပြီကောင်းပါပြီအာဒီခွေးနဲ့ဘာလို့အဲ့လောက်တော့မှဟောင်းနေရတာတော့ငါထရိုက်လိုက်အောင်စိတ်မရှိနဲ့နော်အင်ရခွေးကလူသိမ်းမလို့ဒိုးဟောင်းနေရပါ မကြိုက်တတ်ပါဘူးဗျကျွန်တော်နားလေပါတယ်ဗျတာကြီးတာဖိုးထိန်စပွဲခင်းဟိဟုတ်ပြီတာပြည့်သူဖိုးထိန်ကလည်းထမင်းစပွဲအားခင်းပေးလိုက်ပါတယ်သေးခင်ကြီးထမင်းဟင်းတွေခုဟိဧည့်သည်ကိုပါထမင်းကျွေးရအောင်လို့ဟုတ်ကဲ့ကျမအစင်သက်လှုပ်ထားပါရှင် မသေးခင်ကလေထမင်းအိုးနဲ့ဟင်းပကံအားယူလာပြီးတော့ဇပွဲပေါ်မှာချလိုက်ပါရီအိမ်တော်မှာတော့ပကံလေးချက်ထဲကိုထမင်းများထည့်ပေးလိုက်ပါရီနောင်ကြီးစားရနော်အာမနာနဲ့အမဲသားချက်တွေလည်းထည့်ဆောင်ကျေးဇူးပါဗျာတဲကိုခွေပေးတဲ့ပြင်ထမင်းမှကျွေးလို့တဲကိုကျေးဇူးတင်ရပါရီဗျာဘယ်ဟုတ်မလဲဗျာကိုအိမ်ကိုလာတဲ့တဲ့ဧည့်တယ်ပဲအဲဝေးကြေပေါ်ရမှာပေါ့စားစားမဟင်းတွေလည်းထည့်ဆောင် စားပါလေဗျာစားပါလေကျွန်တော်ကအမဲသားဆိုရင်တိတ်ကြိုက်တာဗျာဒါလေထဲစားနော်ဟုတ်ပြီကိုဘတော်တို့တားဖို့၃ယောက်ကလည်းသမင်းတပကံမင်းကုံသေးပါလေအဲ့ဒီဖြစ်သူကတော့သမင်းတပကံနဲ့အမဲသား၆တုံးကကုံသွားပြီဖြစ်ပါလေမသေးခင်ကလည်းဧည့်သည်ရဲ့စားပုံတောက်ပုံကိုကိုဘတော်အောင်မျက်စာပြစ်ပြပြီးမယ်ကိုဘတော်ကတော့ခေါင်းရံပြကမသေးခင်အောင်အသာနေခိုင်းလိုက်ပါလေသမီးလေးထထည့်ပေးပါဦးမြာကျွန်တော်မောရသေးလို့ပါ သေးခင်ထထည့်ပေးလိုက်လေ။အော်အင်းအင်းမသေးခင်တော့လေဧည့်သည်ရဲ့ပကံလေးကို ထမင်းမြောင်ထည့်ပေးလိုက်ပါရစေ။ဧည့်သည်ဖြစ်သူကလည်းအင်းရှင်များကိုအားနာခြင်းမရှိဘဲနဲ့အသားတော်မြောင်ကိုတဒုံမီတဒုံထည့်တယ်ပြီးတော့စားနေပါရစေ။မေတော်ပကံလေးမှအသားတော်မြောင်အားလုံးပြောင်းဆင်းသွားပြီဖြစ်ပါရစေ။ကိုပါထုံးနဲ့မသေးခင်ကလည်းတယောက်မျက်နှာတယောက်ကြည့်ကအဲ့အောနေကြပါရစေ။အမေတအားအမေသာမရှိတော့ဘူး။အာတားလေဟိုးအားနာစရာကြီး ရှီယာနဲ့ပဲစားတော့နော်။ကြောင်ရင်ထဲမှာမဲသားချန်ရှိသေးတယ်မလား။အဲ့တော့ခြာကျွေးလိုက်လေ။ရှင်ဟင်ကိုဝတော်နဲ့မသေးခင်ကလည်းအဲ့ဒါပြောလိုက်တဲ့စကားကြောင့်တုံ့လောက်သွားမိပါရဲ့။အင်ကိုတစ်ချိန်တစ်ခါမှမရောက်ဘူးတဲ့လူစိမ်းကလည်းကြောင်ရင်ထဲမှာမဲသားချန်ရှိတော့ကိုဘယ်လိုပဲပုံသိရှိနေတော့ကိုမသေးခင်နဲ့ကိုပါတော်ကအဲ့ဩတုံ့လောက်မိတယ်ဖြစ်ပါရဲ့။ဟိုလေဟိုကြောင်ရင်ထဲမှာဟင်းရှိတယ်မှဘယ်လိုလို့သိရလဲရှင်။ ဟိုအတိအချသိရတော့မဟုတ်ပါဘူးဒီတိုင်းခံမှန်းပြီးတော့ပြောလိုက်တာပါ မသေးခင်ကလည်းဘာမှမပြောဘဲနဲ့ဓမင်းကိုဆက်စားနေလိုက်ပါရီအားလုံးစောက်တော့ပြီးစီတော့မသေးခင်ကဧည့်သည်တော်ဆောင်းနဲ့ခေါင်းတလုံးထုတ်ပြီးလိုက်ပါရီကျေးဇူးပါပဲဗျာအခုလိုတညနေတိုင်းစားတော့ဝင်ပြီးတဲ့အတွက်ကျေးဇူးတင်လို့မဆုံးတော့ပါဘူးဗျာရပါရဲ့ရှင်တညတလီပဲဟာ မသိခင်ကလည်းလိုအပ်သမျှပေးပြီးတဲ့နဲ့အခန်းထဲကိုဝင်လာခဲ့ပါရယ်ဧည့်သည်ပြည်သူကလည်းအိမ်ရှိအခုပြစ်မှာတုံးလုံးလေးကအနားယူနေပါရယ်မိမငါအဲ့လူကိုတဲပြီးသဘောမကျတော့ဘူးဟုတ်တယ်ကျမလည်းသူ့ကိုတိတ်ပြီးတော့ဘဝင်မကြောက်ဘူးဧည့်သည်ဖြစ်ပြီးအားမလားရှာမကြိုးစားလိုက်တောက်လိုက်တာသူ့အိမ်ကြနေရပဲတော့တူတူပြောပါသေးခင်ဟာတော်ကြကြားသွားမှဖြစ်အိုးတော်ကြကြသူတော်မအားမလားသေးတာကြားသွားလို့ထပြန်သွားလဲအေးတာပဲအမေနဲ့ပဲ အဲ့လူကြီးကိုကြည့်ရတော့တရေကြီးကြောက်နေရပဲဗျာ။အမဲသားတွေကိုစားလိုက်တာစားလိုက်တာမြောင်းတပြက်ပြက်နဲ့တပကံလုံးသူ့ကြီးရယ်စားသွားတာ။သားတို့အတွက်တော့မှမကြံတော့ဘူး။တီးခံလိုက်ပါသားရ။တညတလေပဲလာတဲတာဆိုတော့မနဲ့လင်းရင်သူလန်းသူသွားပါလိမ့်မယ်။ကဲကဲကဲ။သားလည်းအဲ့တော့။ဩမအိတ်ခင်ဖျားရှိကိုကြည့်အောင်။ဟုတ်ပြီ။သားပြည့်သူဖိုးထိန်ကလည်းဖျားရှိကိုဖို့အတွက်ဖျားစီရှိမှထိုင်လိုက်ပါတော့ရီ။ နမောတတဘဂဝတောအရဟတောအဲ့ဒီတမချောင်းဟန်တန်ကြာရသဖြင့်ဖိုးတိန်တယောက်ဘုရားဆောင်ဆိုရင်လည်းရတန်သွားပါရီဖိုးတိန်ကလည်းအာယုစုစည်းကောင်ဘုရားဆောင်အောင်ဆက်ဆူလိုက်ပါရီနမောတတဘဂဝ နမောတတပင်ရှိပါသေးတယ်။ချောင်းဟန်တန်ကလည်းစက်တိုက်ထွက်ပေါ်လာပြန်ပါရဲ့။အဲဒီပြည်သူကမိမိဖျားစာရွတ်လိုက်တိုင်းချောင်းဟန်နေတဲ့ပြည်ဘိုးဒိတ်စစ်တဲ့ဖျားစာဆက်ဆိုတဲ့မဆိုတဲ့စဉ်းစားနေမိပါရဲ့။ဘိုးဒိတ်ကလည်းဖျားအားပြီးဆုံးအောင်လို့ကတော့မဲလို့စုံဖြတ်ကမျက်စိစုံမိကအာယုံပြုတ်လိုက်ပါတော့တယ်။ဗုဒ္ဓံတရဏေကိစ္ဆာမိ၊တမန်တရဏေကိစ္ဆာမိ၊တန်ကတရဏေကိစ္ဆာမိ။ဒုတိယမိဟေးကောင်လေးမဆုံနဲ့တော့ အရေးကပြပေါ်မှာအိတ်နေတဲ့ဧည့်သည်ကလည်းဘိုးဒိန်အားဖျားစာဆက်မစိုးရန်တားမြင်လိုက်ပါရီဘိုးဒိန်ကလည်းမျက်နှာဖိငါဧည့်သည်အားကြည့်လိုက်ပါရီဧည့်သည်ရဲ့မျက်နှာမှာတော့ဒေါသထွက်နေတဲ့အရေးရောင်အောင်ကောင်းစွာမြင်လိုက်ရပါရီအဘဲကြောင့်မိမိဖျားစာဆိုခြင်းကိုလာရောက်တားမြင်ရတယ်လို့ဘိုးဒိန်ကလည်းစဉ်းစားမရဖြစ်နေပါရီအဲဒါကြောင့်မလို့ဧည့်သည်ဖြစ်သူအောင်အရေးဆုံးပြီးတော့မေးရန်ဘိုးဒိန်ကလည်းဆုံးဖြတ်လိုက်ပါရီဟိုဟိုလေ ။ဦးကိုမတိလို့မေးပြရစီ။ဘာလို့ကျွန်တော်ဘုရားသာဆိုနေရ ው ။တားရတာလေဗျာ။ငါမကြိုက်လို့တားတာပေါ့ကွာ။ဗျာ။ဘုရားသာဆိုတော့လူတိုင်းဆိုနေကြတာပဲမဟုတ်လား။ဘာလို့ဦးကမကြိုက်ရတာလဲ။ဦးကဗုဒ္ဓဘာသာမဟုတ်ဘူးလားဗျာ။ငါမဆိုနဲ့ဆိုမဆိုနဲ့ပေါ့ကွာ။မိမိအားဆရာကြီးအထာနဲ့လာပြီးတော့အမိတ်ပေးနေတဲ့ဧတောဖိုးရင်းကလေးဒေါသထွက်သွားပါလေဒီမဲ့ဦးလေးဦးလေးကြိုက်ချင်ကြမကြိုက်ချင်နေ ျွန်တော်ကတော့စိုးပါပဲဗျမင်းစိုးရင်စိုးချိလိုက်လေငါပါလဲဆိုတော့မင်းတို့မိသားစုတွေတည်သွားစေရမယ်ဟာအဲ့တဲ့ဖြစ်သူရဲ့ပုံစံကတော့ငကိုနဲ့မတူတော့ပဲတဖြည်းဖြည်းပြောင်းလဲလာပါရင်နေရွက်နှစ်ဖက်ကလည်းတဖြည်းဖြည်းနဲ့ကြီးလာပြီးတော့မျက်လုံးကြီးမြောက်ကလည်းမျက်လုံးဝင်အပြင်ကိုထွက်ကြတော့မယ်အလားပြူးချေလာပါရင်ဗဇက်ပေါကြီးကလည်းတဖြည်းဖြည်းကျဲလာပြီးတော့ဗဇက်ထဲမှာအဆွေများကလည်းအပြင်ကိုငေါထွက်နေပါရင် တတတတရေအမေအမေလာပါဦးဒီဒီမတရေကြီးဒါတတဘာဖြစ်တာလဲဒါဟင်ဟာတိုင်းအိုတဲ့ကြောင့်အခန်းထဲမှာပြေးထွက်လာတဲ့ကိုပါဒွန်းနဲ့မတ်သေးခင်ကလည်းတရေကြီးကိုမြင်အောင်အော်ထိတ်လန့်သွားကြပါရဲ့ ိမ်မူလာသေးတဲ့ဧည့်သည်ကမူလအတွင်တဒန်နဲ့မတူတော့ပေအယုတ်ဆိုးအကြီးတန်လာတဲ့တရေကြီးတစ်ခေါက်အတွင်ဖြစ်ပြောင်းလဲသွားပါတော့ရည်မသေးခဲ့တဲ့ကိုပါထုံးကလည်းဧည့်သည်ဖြစ်သူပါလူမဟုတ်မှန်းသိလိုက်ရတဲ့အထွတ်တုံလုံးနေမိကြပါရည်လူလူမဟုတ်ဘူးကိုကိုပါတို့တရေကြီးပဲဟဲ့တရေအခုထွက်သွားငါအရင်ကနေပြီးတော့အခုထွက်သွားကိုပါတို့ကလည်းတရေကြီးအောင်အိမ်ထဲမှာထွက်သွားရင်အော်ငေါ့နေပါရည် ူပါတော့ဘလို့အောင်ငောက်စေကမူဘရေကြီးကတော့တဟာဟာနဲ့ရေမောနေပါလေမင်းတို့အိမ်ထဲကိုရောက်နေမှာတော့မင်းတို့ကိုအရှက်ထားပြီးထွက်သွားစီရလားကွာတရေကြီးကပြောပြောဆိုဆိုရှေ့ကိုတိုးလာပြီးတော့ဖိုးတရေလဲပြီးအောင်လက်တစ်ဖက်နဲ့ညှစ်ထားပါလေဖိုးတရေခြေတော်များကလေးကျမ်းမြေချက်မှာတပေခတ်မြောက်တက်သွားပါလေဒါမှလားရိတရေကြီးရဲ့လက်ကိုအားကုန်တွန်းပေပေမဲ့ဖိုးတိန်ကြိုးစားသမျှအရာမထင်ပါဘူး ကိုဘာထုံးကလည်းတားပြစ်သူရဲ့အဖြစ်ကိုကြည့်ပြီးကြောင်ကြည့်နေပါလေကိုဘာထုံးကိုဘာထုံးဒီတိုင်းကြည့်မနေနဲ့လေတခုခုလောက်ပါအောင်တော့ဟေးအေးအေးအေးမြင်မြလောက်ပါရှင်ဒါလီသေးတော့မှာပဲကိုဘာထုံးရဲ့ကိုဘာထုံးကလည်းတရေကြီးစီကိုတဟုံထိုးပြေးကောင်တွန်းချလိုက်ပါလေတရေကြီးကလည်းသူ့ရဲ့လက်တစ်ဖက်နဲ့ကိုဘာထုံးကိုလက်ပြန်ရိုက်လိုက်တဲ့အတွက်ကိုဘာထုံးတယောက်ကလည်းအဝေးကိုလင်းစင်သွားပါတော့လေကိုကိုဘာထုံးကိုဘာထုံးဟုတ်တော့ ခေါ်လို့လည်းမရတော့ဘူးမသေးခင်ကလည်းတားဖြစ်သူနဲ့ခင်မောဖြစ်သူကြောင့်ဘာလို့လို့ဘာကရောင်မှန်းမသိအောင်လို့ကြားများနေပါရဲ့ငါငါဘယ်လိုလုပ်ရမလဲမသေးခင်ကလည်းအိမ်ထဲကိုလှည့်ပတ်ကြည့်ရင်းနဲ့အမတ်မထေဘုရားစင်ကိုကြည်လိုက်မိပါရဲ့ဟုတ်ပြီဟုတ်ပြီမသေးခင်ကလည်းဘုရားစင်ကိုကမန်ကတန်ပြေးသွားပြီးတော့ပတိအားဖြုတ်ယူလိုက်ပါရဲ့အိမ်တော်မှာတော့တားပြည့်သူအားညှက်ထားတဲ့တရေကြီးရဲ့လက်ပေါ်ကိုပတိအားပတ်ချလိုက်ပါရဲ့ စေဗဒီနဲ့တရေကြီးလက်ထိမိသွားတာနဲ့တရေကြီးခမောင်ပူလောင်လွန်းသဖြင့်ဘိုးထိတ်အောင်လှုတ်ချလိုက်ပါရင်အာပူပူရဲပူရဲတာတာလီပပဖြစ်သွားသေးတယ်တတော့ဘာမဖြစ်ဘူးအမေစေဗဒီရဲ့အစွမ်းကြောင့်ဘိုးထိတ်တရောင်တရေကြီးလက်မှလွတ်သွားပါတော့ရီအမေအမေတရေကြီးကတားလို့စီကိုပြန်လာနေပြီတာဘာမကြောက်နဲ့ မသေးခင်ကလည်းဖျားစင်ပေါ်မှာရှိတဲ့တောက်တော်ရင်နဲ့တရေကြီးအားလမ်းပတ်လိုက်ပါရီအာကျောင်းမဖွေအောင်ကောင်းတဲ့အော်တန်ကြီးကကြီးတန်စွာထွက်ပေါ်လာပါရီနင်တတိရှိရှေ့တိုးကလေးငါသားကိုထီရဲထီကြီးမီးပွင့်သွားပြီဘာမှတ်နေလဲတဲကြီးကလည်းမသေးခင်တို့သားမိအောင်ညီရဲတဲ့မျက်လုံးများနဲ့တစ်ချက်ကြည့်လိုက်ပြီးအိမ်ကြီးပေါ်မှာထွက်ပြေးသွားပါတော့ရီအာကိုကိုဘာတော့ ကိုဘတော်တရိရပြီလားတော့ငါဘာဖြစ်သွားရလဲသိခင်ရှင်တရေကြီးလက်ချက်ကြောင့်တတိမေးသွားတာရှင်အဖေဘလို့နေသေးတယ်ရရတာအဖေဘာမှမဖြစ်ဘူးတရေကြီးရောဘယ်ရောက်သွားပြီလဲတရေကြီးမရှိတော့ဘူးအဖေအမေကိုကြောက်ပြီးတော့ထွက်ပြေးသွားပြီအမေကိုကြောက်လို့မဟုတ်ဘူးသားတို့ဖရားရဲ့အဆွမ်းကိုကြောက်လို့ထွက်ပြေးသွားတာဖရားစင်ကတောက်တော်ရင်နဲ့စိတ်ပတိတာမရှိရင်အမေသားလေးကိုအမေကဲနိုင်မှာမဟုတ်ဘူး อืมงาตาအဲ့တော့မဲမရဲ့ကြီးမားလာတဲ့မြေတားတရားပဲကွာတာသမီအပေါ်ထားရှိတဲ့မိခင်မြေတားကြီးမားလွန်တဲ့အထွန်းဘလို့အန်ရည်မျိုးကိုမဆိုရင်စာရှင်းပြိုင်ပြီးတော့ရှေကောင်နေမမမမရက်တီရဲတာကြောင့်ဒီဒီရဲ့ကြီးလဲပြေးရတာပေါ့ကွာဟုတ်ကဲ့အဖေအမေသာမခင်ရင်ဒါလေအခုလောက်ဆိုရင်တည်နေလောက်ပါပြီဗျာဂျေစုတင်ပါတယ်အမေရရပါတယ်တာရင်မိသားလေးကိုဘလို့ပဲဖြစ်ဖြစ် ကာဝယ်ဆောက်ရှောက်သွားရမှာအမေရဲ့တာဝန်ပဲမဟုတ်လားမသေးခင်မှာလေတာပြစ်သူဖိုးထိတ်အောင်ရင်ဝင်နေထည့်ဖက်ရင်းနေတရှုပ်ရှုပ်နမ်းလိုက်ပါတော့ရေဟုတ်ကဲ့ပါပရိသတ်ကြီးဒီကနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းကတော့စာရေးသူအောင်တော်ဝန်ရေးသားဒါရိုက် လေလွင့်တရေဆိုရိဇလန်းလေးပဲဖြစ်ပါရခင်ဗျာဒီဇလန်းကိုအစားကနေအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြရိပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကားနေပြီးတော့ကျေးဇူးတင်ပါရပရိသတ်များသားရချမ်းမီတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဇုံမုံကောင်းများတောင်းပေးလိုက်ပါရခင်ဗျာ